တော်တော်ရင်းနှီးရဲ့တငယ်ချင်းကနေပြီးတော့ချစ်သူဖြစ်ခဲ့ဘူးလေ friendship တခုကို risk လုပ်ပြီးတော့ဒါတငယ်ချင်းကနေချစ်သူဖြစ်ရတာဆိုတော့လွယ်တယ်လို့ခက်လဲခက်တယ်ပြီးတော့ပြောရမယ်အနန်းစုကတော့ဒီဟိုကိုအရင်တော့ကိုယ့်ရဲ့အရင်ဆုံးရေးစားဟောင်းနေနဲ့ပြန်မခေါ်ရတော့တဲ့အနေအထားမျိုးလည်းမရှိခဲ့ဘူးသူ့ဘက်ခေါ်ရင်လည်းခေါ်လိုက်တယ်သူ့ဘက်မခေါ်ရင်လည်းဘာမှမဖြစ်ဘူးဆိုရယ်ပုံစံမျိုးပါပဲဟုတ်ကျွေးရလိုက်တာပဲသူ့ဘက်ခေါ်ရင်လည်းကိုကဘာမှစိတ်ထဲမှာဘာမှမရှိတော့ဘူးလေ ကြီးကြီးမိမတယောက်ကလင်းလို့အသက်ခံငယ်ကောင်လေးတယောက်ကိုအူကြီးချင်းနဲ့ပန့်ပိုးချင်တယ်ဆိုတော့ဒါဟာတာပဲလေဒီ production ရိုက်တာဆိုလို့ရှိရင်အရှိကဒီပထမအလုံးရိုက်တာ choosey ဒီ character နဲ့ကလည်း contrast ဖြစ်တယ်ပေါ့နော်ဒီဒီရင်တကိုဆိုတဲ့ main ကလေးနေတာဆိုတော့တော်တော်လေးကိုအာ contrast ဖြစ်တာလည်းပါတယ်အဲ့အရှိမတကားရှိသေးရဲ့ဒီအောင်ခင်မင်းပဲတကားမရိုက်ဖြစ်လိုက်တဲ့ကားဆိုတော့သူကချူစီနဲ့နည်းနည်းဆင်တယ်စက်အင်အဲ့လေချူစီနဲ့ဆင်လို့ဆိုမရိုက်ဖြစ်ခဲ့ဘူးတတိုက်ဆိုင် ဒီကားလေးကမှ character လေး꿰တယ်ဆိုပြီးတော့ဒါလက်ခံဖြစ်တာပေါ့နော်အဲ့ဒါကြောင့်လေဒီလိုမျိုးချိန်ဒီလိုမှုနဲ့သွားတဲ့အခါကျတော့အရင်နဲ့ချိန်ပြီးတော့လှုပ်လိုက်တဲ့ဟာမျိုးမဟုတ်တော့ရှက်ထိွားလာမသိနော်အဲ့လိုပဲဖြစ်ဒါပေမဲ့တကယ်တော့ဦးမင်းကတကယ်ရိုက်ခိုင်းတာ အဲ့မှာဒီတခါမှတော့အဲ့လိုမျိုး actor နောက်တစ်ယောက်ကိုအဲ့လိုတကယ်ကြီးစော်ချလိုက်တာအဲ့လိုတကယ်ရိုက်လိုက်တာမျိုးမရှိဘူးပေါ့နော်ဒီကားမှာကျတော့ဦးမင်းဦးကလည်း request လုပ်တယ်ကိုကျော်ထိုင်အောင်လည်းမဟုတ်ဘူးညီမရိုက်လိုက်ရိုက်မှာအကိုလည်းမုတ်လာမှာဆိုတော့ねကိုလည်းအားထည့်ပြီးတော့အဒီအားမနေစိတ်ကိုဟိုဖြစ်ပြီးတော့ပေါ့နော်အကို sorry no sorry no ဆိုပြီးတော့အားနဲ့ရိုက်လိုက်ဒါပေမဲ့ခဏခဏပြန်ရိုက်ရပါတော့တစ်စင်းတစ်ခေါက်ပဲဆိုတော့လေတော်သေးရပါတော့ ငယ်ချင်းနှစ်ယောက်စလုံးကသူကတန်ရောစင်ရှိရအောင်တငယ်ချင်းနှစ်ယောက်စလုံးကသူတို့နဲ့အရင်းနှီးဆုံးတငယ်ချင်းတွေအချက်ဆုံးတငယ်ချင်းဆိုသူတို့နှစ်ယောက်စလုံးကမဖြစ်စေချင်ဒါပေမဲ့ကဘာကကျတော့ပြောလို့မရအောင်ကဘာကကျတော့သူ့မှန်တယ်ထင်သူကလုံမှာပဲဆိုရဲဇလုတ်တဲ့ character မျိုးနောက်တစ်ယောက်ကျတော့သူကလည်းချစ်တယ်လीသူငယ်တည်းကလည်းသူသူ ချစ်နေမိတဲ့အကောင်လေးလည်းဖြစ်တယ်နောက်တော့တငယ်ချင်းတိုင်အောင်ဆင်လည်းရှိတော့သူတို့နှစ်ယောက်စလုံးတော့လမ်းမမြောက်စေခြင်း तू ကဟိုကောင်လေးကိုချစ်တာရောသူတို့နှစ်ယောက်စလုံးကိုတငယ်ချင်းအချစ်နဲ့ဒီလိုမျိုးတိုင်ရောဆင်နဲ့လမ်းမမြောက်စေခြင်းတော့စုပြုံပြီးတော့အကုန်လုံးပေါင်းပြီးတော့ ဒါပေမဲ့တကယ်တမ်းချမှတ်ကြတော့သိရမလားရိုက်မဲ့ရိုက်တော့ तू ကကဘာပဲရိုက်မှာဘာလို့ဆိုကဘာဆိုးတာ哦ဆိုတော့ तू အဲ့လို handle လုံးမရမယ်ဆိုတော့ तू သိရအောင်ဆိုတော့ဘက်လိုက်တယ်အဲဘက်လိုက်တာမဟုတ် तू ကဆိုးတော့ तू ကြတော့ကိုယ်တငယ်ချင်းဆိုဘယ်တယောက်ဘယ်လို handle လုပ်ရမလဲဆိုကိုယ်ကသိရလေအဲဒီငယ်ပေါင်းနေဆိုအဲ့လိုမျိုးပုံစံမျိုးပါဟုတ်ကဲ့တငယ်ချင်းကလည်းချစ်သူဖြစ်သွားတယ်လို့ရတယ်နော် လွယ်သလိုခက်လဲခက်တယ်ဘယ်လိုပြောရမလဲတငယ်ချင်းချင်းချင်းကြတော့တေးကြရဲဆိုရင်တော့ဒါမဆိုးတေးကြရဲဆိုတော့လေဘယ်လိုပြောမလဲတချို့ကြတော့ရှိရဲအဲ့လိုမျိုးတငယ်ချင်းနေ friend တငယ်ချင်းတော့အရန်ခင်တယ်ဒါပေမဲ့ချစ်သူဖြစ်သွားပြီးမှအဲ အဆင်မပြေချစ်သူအနေနဲ့လုံးဝအဆင်မပြေဘူးပေါ့နော် chemistry မမိဘူးပေါ့တငယ်ချင်းအနေနဲ့ကြာတအား chemistry မိရမျိုးရှိရလေအဲ့လိုမျိုးအနေထားမျိုးမှဆိုတာ friendship တွေပါပြတ်သွားနိုင်တယ်ဆိုတော့အဲ friendship တစ်ခုကို risk လုပ်ပြီးတော့ဒါတငယ်ချင်းကနေချစ်သူဖြစ်ရတာဆိုတော့လွယ်တယ်လို့ခက်လဲခက်တယ်ပြီးတော့ပြောရမှာပေါ့ဟုတ်ငါဆိုလို့ကြုံခဲ့ဘူးကြုံခဲ့ဘူးရဟုတ်တငယ်ချင်းကနေပြောဟုတ်တယ် တငယ်ချင်းတော်တော်ရင်းနှီးရဲ့တငယ်ချင်းကနေပြီးချက်သူဖြစ်ခဲ့ပြီးပဲဒါကတော့ចောင်းတော့ចောင်းတက်တော့ကျတော့တငယ်ချင်းဒီပဲရှိတာဟုတ်ចောင်းတက်နေချင်းတငယ်ချင်းကနေပြီးချက်သူဖြစ်တာတော်တော်ခင်တာပဲသူလည်းဆိုလည်းအဲ့လိုမျိုးလုံးဝတော်တော်ခင်တဲ့တငယ်ငယ်ငယ်တငယ်ချင်းပေါ့အဲ့လိုမျိုးပုံစံမျိုးကနေပဲချက်သူဖြစ်ဖြစ်တာပဲအဲ့လိုပဲပေါ့နော်တငယ်ချင်းနေချက်သူဖြစ်သွားတယ်ဆိုကြတဲ့ကအဲ အဆင်ပြေပြေဖြစ်သွားတယ်ဆိုရင်တော့ဒါကောင်းတာပေါ့နော်တခုခုကြောင်းနဲ့မလို့တငယ်ချင်းတငယ်ချင်းပြန်ဖြစ်ဖို့ဆိုတော့ဒါနည်းနည်းတော့ပို့ပြီးတော့ဟိုဖြစ်ပါဟိုဖြစ်တာပေါ့နော်ခတ်တာပေါ့ဟုတ်သူစိတ်ကလည်းတိကျပြီးလာလို့ပါပြန်ခေါ်ခြင်းနဲ့စိတ်ပါရှင်ဒါကတော့သူ့ရဲ့ဟိုဟိုဘုံမှာမူတည်ရဲ့ထင်တယ်အဲအဲ ပြတ်တဲ့ပုံစံပေါ်မှာပဲမူတည်ရမှာနန်းစုကတော့ဒီဟိုကိုအရင်တော့ကိုယ့်ရဲ့အရင်ဆုံးရေးစားဟောင်းနေနဲ့ပြန်မခေါ်ရလောက်တဲ့အနေထားမျိုးလည်းမရှိခဲ့ဘူးပြီးတော့အဲ့လိုမျိုးလည်းဟိုမုန်းနေရမျိုးလည်းမရှိတော့တွေ့ရင်လည်းခေါ်ဖို့ကဘာမှမဖြစ်ဘူးသူ့ဘက်ခေါ်ရင်လည်းခေါ်လိုက်တယ်သူ့ဘက်မခေါ်ရင်လည်းဘာမှမဖြစ်ဘူးဆိုရဲပုံစံမျိုးပါပဲဟုတ်ကျောင်းရလိုက်တာပဲသူ့ဘက်ခေါ်ရင်လည်းကိုကဘာမှစိတ်ထဲမှာဘာမှမရှိတော့ဘူးလေဟိုပြတ်တယ်ဆိုတာကလည်းကိုကအဲနှုတ် အဆင်မပြေလို့ပဲပြတ်သွားကြလမ်းခွဲခဲ့ကြဟိုလိုမျိုးကြီးသိရမလားဟိုမပြောနိုင်မစုံနိုင်လောက်အောင်ဖြစ်သွားရအနေထားမျိုးမဟုတ်ဘူးသူလဲကိုရည်ရဆက်ဆက်ကိုလဲသူ့ရည်ရဆက်အဲ့လိုမျိုးကြီးဖြစ်ခဲ့ရမျိုးမဟုတ်တော့မခွန်နိုင်မပြောနိုင်လဲဟာမျိုးတော့မရှိပါဘူးဟုတ်အေးစီပဲဒါပေမဲ့တခုတော့ရှိရဲ့အရင်တော့ငငယ်ငယ်တော့အဲ့လိုမျိုးအရေးစားရဆိုလို့ရှိရင်ပြတ်သွားလို့ရှိရင်သူလက်ဆောင်ပေးလို့မြောက်အကုန်လုံးပြတ်ပြီ ကလေးစံတာပေါ့နော်ငယ်တော့လုံးဝအဲ့ဘုံထဲမှာထည့်ပြီးအိမ်ရှိမှာနော်တင်းတောင်တင်းတောင်ဆိုပြီးခြာခဲ့အဲ့လိုမျိုးငငယ်တော့ကြာလဲဘယ်လိုပြောရမလဲကလေးဆန်တာလဲပါမှာပေါ့နော်အဲတည့်ရမလားမသိဘူးဘာဘယ်လိုစဉ်းစားလဲငငယ်တော့တော့အဲ့လိုမျိုးပြတ်သွားတဲ့အချိန်ကျလို့ရှိရင်သူပေးထားအဲ့လိုမျိုးလက်ဆောင်ပစ္စည်းတွေရောအကုန်လုံးအဲ့လိုမျိုးထည့်ပြီးရောခါတော်ပြီးသွားပေါ့တည့်ရမလားငါ့ဘွားတွေထွက်သွားရင်အကုန်လုံးနေပစ္စည်းပဲပြန်ယူသွား မဟုတ်အဲ့လိုလည်းမလုပ်ပြန်အောင်ဒီလားအမိုက်ဘုံနဲ့လွတ်ပြန်လည်းရတယ်ဒါပေမဲ့အဲ့လိုမျိုးပေါ့ဘုံမိုက်ကိုထည့်ပြီးတော့အဲ့လိုမျိုးအဲ့အဲ့အဲ့ငယ်တငယ်ချင်းအဲ့အဲ့ချက်သူဆိုလို့ရှိရင်လေသူနဲ့ပြတ်တော့ဆိုအဲ့လိုမျိုးအကုန်လုံးပြန်ပြီးအောင်လုပ်ရတယ်သူသိစေချင်တာလဲပေါ့အေးပေါ့အဲ့လိုမျိုးသိရမလားငယ်တော့ဆိုတော့ကနေကလေးဆန်တာလဲပါမှာပေါ့လေဟုတ် အခုကတော့မိုက်ပုံးနဲ့ပဲထည့်လိုက်တော့မှာအခုကတော့အဲ့လိုတကူတကသွားပြီးပေးမှာမဟုတ်ငငယ်တော့တော့ငယ်တဲ့အလျောက်ပေါ့ဟုတ်ဟုတ်စီကကိုကိုကန်နဲ့ကိုသွားပါဘာအမလည်းတက်စီနဲ့တော့မသွားပါဘူးအော်စီခကဟုတ်တယ်အခုကစီစေးကြီးရယ်လေမိုက်ပုံးနဲ့ပဲထည့်လိုက်တော့မှာဟုတ်ဟာတော်တော်ဟုတ်အာအေးစီပဲဟာအေးစီပဲဟာအေးစီစီပါပဲဟုတ်